နိုဝင်ဘာလ23ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြိုင်မြို့နယ်နဲ့ပေါင်မြို့နယ်အတွင်းမှာစစ်တပ်ရဲ့စစ်တပ်လေဟီဒရစီကိုတော်လန်ရဲတပ်ဖွဲ့များကပစ်ရှာသောသတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်နဲ့ပေါင်မြို့နယ်အစပ်မှာညနေပိုင်း၌အကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေဟီဒရစီကိုပစ်ရှာခဲ့ကြောင်းမြိုင်ပကဖကထုတ်ပြန်ထားပါတယ်။နော်ဝင်ဘာက22ရက်နေ့ညနေ4:45မိနစ်ခန့်မှာ ကျမ်းမစစ်တရဲ့ပခုတ်ကူတက်မတရတက်မတက်လာတဲ့စက်တက်လေတိတစည်းကိုမြိုင်မျိုးနဲ့ပကဖပေါင်းမျိုးနဲ့ပကဖနဲ့မန္တလေး PDF သူ့ပေါင်းတက်ဖွဲ့များကပူပေါင်းပြီးပြစ်ရှာခဲ့ရပြက်ကြသွားခဲ့ကြောင်းသိရှိရပါတယ်ထို့သောပြက်ကြမှုအတွင်းစက်တက်လေတိပေါ်လိုက်ပါလာတဲ့ကျမ်းမစစ်သားများသိဆုံးခြင်းရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းအဆိုပါစက်တက်လေတိပြက်ကြသွားတဲ့နေရာကိုဒေါ်လန်ကြီးတက်ဖွဲ့များကလယ်မြေရှင်းလင်းရေလှုပ်ဆောင်နေကြောင်းသိရှိရပါတယ် စက်တက်လေးတိပြက်ကြတာတော့ဟုတ်ပါတယ်။ညာမျိုးနဲ့နဲ့ပေါင်းမျိုးနဲ့အဆက်မှာညာနဲ့၄နာရီ45မိနစ်ခန့်မှပြက်ကြတာပါ။ပခုတ်ကူတက်မှ၁၀၁ကနေတက်လာတဲ့ပါမော်တာနှစ်စီးမှဒုတိယအစီးကပြက်ကြသွားတာပါ။စက်တက်လေးတိပေါ်လိုက်ပါလာတဲ့စစ်ခွဲတွေတိမ်တိမ်ဆိုတာတော့အတိမ်ပြုတ်နိုင်သေးဘူးလို့ဒေတာအတွင်းသတင်းရင်းမြစ်များကပြောဆိုပါတယ်။လာတို့နိုဝင်ဘာလ၆ရက်နေ့ကလည်း ဖြူမျိုးနဲ့မကြီးကုန်းတောင်ရွာကိုဘုံကျဲတိုက်ပြီးပြန်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂျွမ်ယိုကော့ဘရာတစ်စီးကိုပြတ်ချခဲ့ပြီးစစ်သားနှုတ်သေးဆုံးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှင်းပြင်းနဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်သား90ခန့်သေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်းပြင်းနဲ့အတွင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်သား90ခန့်ကိုရှင်းလန်းအစိုးရတပ်ဖွဲ့ကရှီမုံတိုက်ခိုက်နိုင်ခဲ့ပြီးစစ်တုံးဝန်တို့နဲ့လက်နက်ခဲယံပစ္စည်းတချို့ကိုလည်း ထပ်မံသိရှိရရှိခဲ့တယ်လို့ရှင်းလန်းအစိုးရတပ်ဖွဲ့ရှင်းလန်း Ministry of Defense ကနိုဝင်ဘာ22ရက်မှာထုတ်ပြန်ထားပါတယ်။ရှင်းပြနေရှင်းလန်းအစိုးရကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ရှင်းမျိုးသားတက်မတော့ဒေတန္တရကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ရှင်းလန်းအစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်း1မိဖက်ပကုတ် PDF အပါအဝင်ចောင်းသားတက်မတော့ APSDF PDF ခိုင်တက်ရင်တွေပါကပ်ဖတွေ ကလေး Revolution 4 KRC Ranger ကလေး Defense 4 KRDF Your Defense 4 YDF စတဲ့မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲပြီးစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ် အဲ့ဒီတိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ဟာလေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်ပြုတ်လုံနေသလိုပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့မှာ Jet Fighter နဲ့ဘုံ၈လုံးဝိုင်းတွဲနဲ့ဘုံအလုံး150ကျုံနိုဝင်ဘာလ19ရက်မှာ Jet Fighter နဲ့တစ်ကြိမ်နိုဝင်ဘာလ22ရက်နေ့မှာဝိုင်းတွဲနဲ့ဘုံအလုံး60ကျုံလေကြောင်းတိုက်ခိုက်မှုတွေပြုတ်လုပ်ခဲ့တယ်လို့သိရှိရပါတယ်။ရှင်းလင်းအစိုးရတပ်ဖွဲ့ဟာ ရှင်ပြည်နယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကိုစစ်ကြောင်းနှစ်ကြောင်းနဲ့ပြန်ကျက်တိုက်ခိုက်နေတာဖြစ်ပြီးစစ်ကြောင်းနှစ်ကြောင်းဟာလည်းမဟာမိတ်ကလေး Revolution Force KRC အပါအဝင်ရှင် National Defense Force CNDF PDF ဆိုတဲ့စတဲ့မိတ်ဖက်အဖွဲ့တွေနဲ့လက်တွဲကစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။အဲဒီလိုတိုက်ခိုက်နေတဲ့မနေ့က November 22ရက်နေ့မှာလည်းစစ်ကောင်စီတပ်က Jet Fighter နဲ့လေကြောင်းကနေနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ရှင်းလင်း Ministry of Defense ရဲ့ထုတ်ပြန်ကြမ်းမှာပေါ်ပြထားပါတယ်။ အဆိုပါတိုက်ပွဲဖြစ်စဉ်တွေအတွင်းမှာရှင်းလင်းအဆိုရတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေကရှစ်ကောင်စီတပ်သား50ခန့်ကိုရှေ့မောင်းတိုက်ခိုက်နိုင်ခဲ့ပြီးစစ်တုံးမှန်းတချို့နဲ့လက်နက်ခဲယမ်းတွေကိုထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့စစ်ကောင်စီ drone အရှုပ်ကိုလည်းပြစ်ရှာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာခေကိုင်းဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်သားတွေကို MI-74 လေယာဉ်နဲ့လာရောက်တဲဆောင်သွားကြတယ်လို့လည်းသိရှိရပါတယ်။ဒီကြတဲ့နိုဝင်ဘာလ18ရက်နေ့မှာလည်းကလေးကန်ကောပလန်နဲ့ဒီတိမ်မျိုးနယ်တို့မှာ စစ်ကောင်စီတပ်နဲ့ရှင်းလန်းအစိုးရတပ်ဖွဲ့မဟာမိတ်တပ်တွေနဲ့အတူတိုက်ပွဲတွေဖြစ်ပွားနေပြီးအစိုးရတိုက်ပွဲအတွင်းမှာဗိုလ်မှူးဗိုလ်ကြီးအဆင့်အရာရှိတွေအပါအဝင်စစ်ကောင်စီတပ်သားတရာခန့်ကိုရှေ့မောင်းနိုင်ခဲ့တယ်လို့ရှင်းလန်း Ministry of Defense ကထုတ်ပြန်ထားပါတယ်။ညောင်းနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဇီးကောင်းမှာ KDB ကိုအမြဲလာပျော်ပါတဲ့စကားဆ9ဦးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာ9ဦးလုံးတိတ်ဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ။ဘကိုးတိုင်းစည်းကုံမြို့မှာ KDB ကိုအမြဲတစေလာရောက်ပျော်ပါတဲ့စစ်ကောင်းစီတပ်ဖွဲ့ဝင်9ဦးကိုတော်လန်ရစ်တပ်ဖွဲ့တွေကကြိုတင်သတင်းရထားတာကြောင့်လျှက်တပြက်ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာ စစ်ခွေးခုနှစ်ကောင်လုံးတိတ်ဆုံးပြီးလက်နက်ခဲယမ်းတချို့သိမ်းဆီးရရှိခဲ့တယ်လို့တက်ရင်3ရက်3ရက်တက်ရင်3တက်ခွဲမှုနတ်စစ်တီတက်ခွဲမှုကိုအောင်ကပြောဆိုပါတယ်။ရိုဝေဘာလ22ရက်နေ့ည7:00နာရီခန့်မှာဤကုန်းမြို့ပေါ်ရှိ KTV ကိုအမြဲလာရောက်တက်တဲ့စစ်ကောင်စီတပ်သားနဲ့ရဲခုနှစ်ဦးကိုဒေါ်လန်ကြီးတက်တွေကချိုးတင်တင်ရရှိခဲ့တာကြောင့် KTV ကိုဝင်ရောက်စီးနင်းခဲ့ပြီးပြစ်ခတ်ခဲ့ရာခုနှစ်ဦးလုံးတိတ်ဆုံးသွားတယ်လို့ဆိုပါတယ်။ဒီကောင်တွေအဲ့ဒီ KTV ကိုညစဉ်လာတယ်ဆိုတာချိုးတင်တင်ရထားတာဗျ။ကျွန်တော်တို့ဘက်ကအထူး ေးကျင့်ထားတဲ့အဖွဲ့နဲ့တွားရောက်စီးနင်းခဲ့တာပါသူတို့အခန်းထဲမှာရောက်နေတော့ကောင်တာမပြန်နိုင်အောင်ပြစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်ဗျလို့တပ်ဖွဲ့မူကောင်ကပြောဆိုပါတယ်ဒါအပြင်ဂျီ3တနက်တလက်ဂျီပေါင်း5ခုဂျီတောင်း80 equipment နှစ်ခုဒါ3ကြောင်းနဲ့လက်ထိပ်တစ်ခုတော့ကိုတင်စီရရှိနိုင်ခဲ့ပြီရဲဘော်တွေဘက်ကထိခိုက်မရှိပြန်လည်စုပ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ဒီဂျီကုန်းမျိုးမရက်စကန်နဲ့အရန်နေတော့ စစ်ကူတခါနဲ့တန်းရောက်လာတယ်ကျွန်တော်တို့ဘက်က40မမနဲ့ဟန်တာထားပြီး2မိနစ်3မိနစ်အတွင်းပြန်ဆုတ်နိုင်ခဲ့တယ်ပြလို့တပ်ဖွဲ့မှုကိုအောင်ကပြောဆိုပါတယ်အဆိုပါပြစ်ကတ်တိုက်ခိုက်မှုကိုနတ်စစ်တီတပ်ဖွဲ့နဲ့ကျိုးပင်ကောက် BTZM တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထင်ရရှိပါတယ်ခင်ဗျာ